အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်16ရက်3/2024ကနေ22ရက်3/2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုချင်းဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေအဒီတပတ်ကာလမှာဘလူကန်တရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကရမယ်စပြီးပြောကြပါတော့ဗျာနော်တနင်္လာသားသမီးကျွန်တော်မိတ်ဆွေတွေဒီတပတ်ကာလမှာတော့ အလုတ်ဖြစ်ဖြစ်မဖြစ်အိုးအိမ်နေရာထိုင်ခင်းအပြောင်းလဲဖြစ်တဲ့ဂိမ်းထဲမှာပါတယ်အလုတ်ပြောင်းအောင်ပြောင်းရမယ်မပြောင်းရနေရာထိုင်ခင်းပြောင်းရတတ်တယ်တချို့ကတော့နေရာထိုင်ခင်းမပြောင်းရရင်တော့မှကိုနေတဲ့အိမ်နေရာထိုင်ခင်းပြင်လာစင်လာဒါမျိုးတွေရအစားဖြစ်တတ်တယ်တချို့တွေကဆက်ဆက်ပြီးတော့ကိုကိုတိုင်းတိုင်းမဟုတ်ရင်တော့မှကိုယ့်ရဲ့သားသမီးတွေကအဲ့လိုအိမ်နေပြင်လာစင်လာတွေမှာပါဝင်ဆောင်ရွက်ပေးရတာမျိုးတွေရအစားဆက်ဆက်ပြီးတော့ဖြစ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တေချာတာတစ်ခုဒီဒီကရမှာအလုတ်ကိုင်းအိုးအိမ်မငြိမ်ဘူးဆိုတာလည်းသိသိချင်းတယ် မဲ့ကျွန်တော်ကတော့ဟိုတယောက်ချင်းတော့ကွာတာပေါ့လေကောင်းချင်းဆိုချင်းကတော့တယောက်တယောက်ချင်းကွာတယ်ချုပ်ပြောမယ်ဆိုတော့မငြိမ်ဘူးဖြစ်တယ်အထူးသတိထားမယ်အထူးသဖြင့်ဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုရင်ဒီကရမှာအလုပ်ပြောင်းအောင်နေရပြောင်းအောင်တော်တော်လေးအရာကတော့များတတ်တယ်သတိထားပါအလုပ်ထဲမှာကိုယ့်ရဲ့အထက်သူကြီးကိုယ်ကိုကောင်းကောင်းကြီးဒုက္ခပေးလိုက်မယ်မကောင်းကြံလိုက်မယ်ရှင်းပြရင်လည်းလက်မခံဘူးပြဖိအားတွေပေးလိုက်မယ်လုပ်တော့အကိုင်မတွေမနာလိုတိုက်ခိုက်တာလေးတွေရင်ဆိုင်ရတတ်တယ်သတိထားပါနောက်ဆုံးကိုကအိတ်တောင်ကိုတိမခံနိုင်တဲ့တော့အဲ့ဒီလောက်ကနေထွက်ပြီးနောက်လို့တစ်ခုကိုဂူးပြောင်းတာနေဖြစ်လာတတ်တယ် ဒါမှမဟုတ်လို့ရှိရင်မကောင်းတဲ့နေရာတစ်ခုကိုပြောင်းရွှေ့ခံရတာမျိုးဖြစ်တတ်တယ်။တချို့ကတော့ကံကောင်းပြီးတော့ကောင်းတဲ့နေရာရောက်သွားတာမျိုးတော့ဖြစ်တတ်တယ်။တရားလို့ရတော့မတူဘူး။သို့တော်သေချာတာဒီအလောက်ကိုင်းအိုးအိမ်နေရာထိုင်နေအပြောင်းနဲ့ဖြစ်လာမယ်ဆိုတဲ့ကာရတယ်မှာအကြောင်းနေပြီးဖြစ်တယ်။အဲ့ဒီတော့လည်းပြင်ဆင်ထားကြဖို့တနင်္လာသားသမီးတွေကိုအကြံပေးခြင်းနဲ့ကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုခဲ့ရင်ဒီကာလမှာအလောက်တစ်ခုစတင်အကောင့်ထည့်ပြီးလုပ်ရတာမျိုးတွေဖြစ်တတ်တယ်။လက်ရှိလုပ်နေတဲ့အလုပ်ကိုရပ်တန့်လိုက်ပြီးတော့နောက်တစ်ခုစတင်အကောင့်ထဲပေါ်လို့အကောင့်ဆုံးသောကာလလို့ခေါ်တယ်။အပြောင်းလဲဖြစ်တတ်တယ်။တချို့ကတော့လည်းလက်ရှိလုပ်တဲ့အလုပ်ကိုရပ်ပြီးတော့ ပြီးပါသွားဖို့ကြိုးစားတဲ့ဟာမျိုးတွေဒါမျိုးတွေအစားဖြစ်တတ်တယ်။ဒီကွာတော့ပြီးပါသွားဖို့သင်တန်းတက်မယ်ဆိုပြီးတော့နေရာထိုင်ခင်းပြောင်းရွှေ့တာမျိုးတွေအစားဖြစ်တတ်တဲ့ကိန်းရှိတယ်။လောက်ပါကောင်းပါလေဗျာနော်။တခြားကတော့အပြောင်းအလဲတွေဖြစ်လာမှာတော့အေကံမှုချပါပဲ။မငြိမ်ဘူးဆိုတာလေးသိသိချင်းတယ်။အဲဒီကိုပိုင်စီဝိုင်းလုံးကလောက်ကနေတဲ့သူတွေကမှဒီကလာမှာဖြစ်နိုင်လို့ရှိရင်မြင်တဲ့ပတ်သက်ပြီးအရောင်းဝင်လုပ်တဲ့သူတွေသတိထားပါမကောင်းပါဘူး။ဒီကရမှာဈေးသက်သက်သာနဲ့ဖြစ်စေကိုယ်မြေတွေလာပေါင်တာတို့ရောင်းတာမျိုးလို့ဆိုရင်လုံးဝလက်ခံလို့မကောင်းဘူးနောက်ဆက်တဲ့အမှုကိစ္စလေးတွေရင်ဆိုင်ရတတ်တဲ့သဘောရှိတယ်အထူးသတိထားပါ မြေအဝင်မတော်ဘူးဒါအပြင်အခက်မသိရင်တရင်းနာသားသမီးတွေမြေကိစ္စအမွေကိစ္စအဲ့လိုမျိုးနဲ့ပတ်သက်တဲ့တရားမမှုနဲ့ပတ်သက်တဲ့အမှုကိနေထဖြစ်တဲ့ကိန်းတွေရှိတယ်သတိထားအိမ်နဲ့ပတ်သက်တာဖြစ်စေမြေနဲ့ပတ်သက်တာဖြစ်စေအမှုဖြစ်တဲ့သတိထားပြီးပါကြယူဆိုင်ပြီးပါမပေါ်ဆက်ပါနဲ့နော်ပြီးတော့တရင်းနာသားသမီးတွေကိုပြောချင်တယ်ဒီတစ်ပတ်ကာလမှာပေါ့လေမကြောင်ရင်ဆောင်းဝဲဖြစ်ကြရလေးတွေရှိတာကြားရတယ်ဗျအဲ့တော့ဆောင်းဝဲဖြစ်မဲ့ညီငယ်ညီမငယ်တွေရှိတယ်ဆိုရင်ဝရိယအားလေးနည်းနည်းလေးထည့်ပြီးပြင်းပြင်းထန်ထန်လေးကြိုးစားပေးပါဗျာနော် ပေါ်ဆက်လို့မရတဲ့အနေအထားလေးဖြစ်သွားတာတွေ့ရတယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အညာအခိုက်တွေရင်ဆိုင်ရတာမျိုးတွေဖြစ်တယ်။ကျွန်တော်ဒါစကားလေးလောက်အောင်သုံးတာဖြစ်တဲ့အတွက်ကိုဘကဝရိယအားလေးထည့်ပြီးကြိုးစားပေးပါ။မိဘတွေအနေနဲ့လည်းကိုသားသမီးလေးတွေကိုကြကြမက်မက်လေးဘေးနားကနေဝိုင်းဝန်းတွန်းအားလေးတွေပေးကြပါလို့အကြံပေးနေတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တခြားတစ်ဖက်မှာအညာအခိုက်တွေကြုံရတယ်၊ပညာရေးနဲ့ပတ်သက်ပြီးညံ့တယ်။ပြီးတော့အလုံးနဲ့ပတ်သက်ပြီးအင်တာဗျူးရှင်မဲ့သူတွေပေါ့လေ။စာဝတ်ဖြစ်ပြရှိတဲ့သူတွေဒါမျိုးလေးတွေဖြစ်လို့ရှိရင်လည်းတော်တော်လေးစူးစမ်းပေးပါဗျာ။ ဖြစ်တဲ့ဆောင်းဝဲလေးတွေကြာလာမျိုးလေးတွေဖြစ်တဲ့ဂယုဆက်ပြီးပါမပေါ့ဆက်ပါနဲ့နော်အဲ့ဒါလေးကတော့မမိနဲ့ပေါ့ပြီးတော့ဒီကလာမှာငွေချေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြီးတဲ့အခါတနေ့အောင်တာသမီတွေဘာပဲပြောပြောငွေချေးကံလေးတွေလက်လာပါလေးတွေရှင်လာလိုက်မယ်တကယ်လည်းရှင်လာလိုက်မယ်သို့တော့ရတဲ့ပတ်စံမြင်လာမင်းမမြင်ဘူးပြပြန်ထွက်တယ်ဗျဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့စုမိဆောင်မှုလို့မရတဲ့အနေအထားလေးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်ပြီးဆိုရင်ရွှေဝယ်ပါရွှေနေနဲ့စုမဲ့ဆိုရင်အဝင်တော်တယ်ဝယ်ပြီးစုမဲ့ဆိုရင်မြဲတတ်တယ်လက်ထဲပတ်စံထားမဲ့ဆိုရင်လုံးဝမမြင်ဘူးအဲ့ဒါလေးတော့မမိပါနဲ့ ဒီကလာမှာရွှေတွေပါလေဝင်တတ်တယ်ရွှေတို့လဲတို့လူတို့လူဝင်တော့ရွှေမဝင်တော့ဘူးပါဗျာအဲ့တော့ဘာဝင်စေချင်လဲစဉ်းစားပါဦးနော်တချို့ကတော့ကိုယ့်အိမ်ကိုသားသမီးတွေလာရောက်တာမျိုးဖြစ်စေဆွေမျိုးညီကိုမောင်မတွေညာညက်တွေလာပြီးတက်ခုတာမျိုးတွေဖြစ်စေဖြစ်တတ်တယ်ဗျာနော်အဲ့တော့လူတွေပါလေလဲဝင်တတ်တဲ့တဘာဝါတော့ရှိတယ်သို့တော့အဲ့လိုမျိုးဝင်ပြီးနောက်ပိုင်းရွှေတွေပါလေဝင်ဖို့လက်ပိတ်သွားတာကင်းကြီးသွားတာမျိုးတွေတော့ဖြစ်တတ်တယ်သတိတွေတော့ထားပြီးပါဝင်လို့ခိုက်တာတော့မဟုတ်ဘူးဝင်လို့ရှိရင်တစ်ခုဝင်ပြီးတစ်ခုမဝင်တတ်တဲ့တဘာဝါတွေဖြစ်တယ်လို့နော်သတိထားပြီး ပြီးတော့တနင်္လာသားသမီးတွေဒီကာလမှာမမျော်လင့်မနဲ့အလူကိစ္စမင်္ဂလာဆောင်ကိစ္စအစတရားပြုဒါမျိုးလေးတွေကြုံရတဲ့သဘာဝရှိတယ်။ဖျားဘူးခရီးလေးတွေရုတ်တရက်ထသွားတာမျိုးလေးတွေဖြစ်တဲ့နော်။အရင်လည်းကောင်းပါပဲ။ခရီးရပြန်လာပြီးနောက်ပိုင်းငွေကြီးစီးပွားလာလာပါလေးတွေတက်သွားမှဖြစ်တဲ့အတွက်သွားပြောင်းလဲသွားပြီးစီခြင်းတွေပေါ့လေကျွန်တော်သဘောကတော့ပြီးတော့မမျော်လင့်မနဲ့အလူတန်းနေပါလေထလောက်ရတတ်တယ်။ရှင်ပြူရန်ကအလူမျိုးလေးတွေနော်ရိတ်တာဝန်နိုင်ရတဲ့အလူမျိုးလေးတွေကအစပေါ့လေ။ကောင်းပါတယ်။ရင်းနှီးရင်းနဲ့ပတ်သက်တဲ့အလူတန်းလေးတွေထပြီးလောက်ရတာတွေကအစဖြစ်တတ်တယ်။အဲ့လိုအလူလေးတွေလောက်ပြီးတဲ့နောက်ပိုင်းလဲ ော်တော်ရှင်ရှင်ကြီးကြီးကြီးလေးတွေဖြစ်ပြီးတော့စီးပွားလက်လာပါလေးတွေတဟုန်တို့တိုးတက်သွားလိမ့်မယ်။ကိုယ်မှာတုံးတဲ့ရေပိုက်လေးတွေပြက်နေတာလေးတွေရှင်အမြန်ဆုံးပြင်ပါ။ရေကန်လေးတွေအနယ်ထိုင်နေတာဆိုချက်ချင်းပြင်ပါ။အဲ့ဒါလေးတွေကခိုက်နေတာမျိုးလေးတွေဖြစ်တတ်တယ်။ဂယုစိုက်ပေးပါ။အခြေအနေအောင်နဲ့ပတ်သက်လို့ရှင်တော့တနင်္လာသားသမီးတွေဒီကာလမှာလူဝင်တဲ့ကိန်းလေးရှိတယ်ဆိုတဲ့စကားလေးအရှင်းမှပြောခဲ့တယ်။အဲ့တော့ချစ်သူရှိတဲ့သူတွေဆိုရင်အိမ်တော်တွေပါလေကြာတာမျိုးလေးတွေဖြစ်တတ်တယ်။ရည်ဝဲပြီးကြာတာတက်စားလို့ရှိရင်ရုပ်တရက်မယောနိုင်မဲ့အိမ်တော်တွေပါလေကြာတာမျိုးလေးတွေဖြစ်တတ်တယ်။များသောအားဖြင့်ဒီကာလမှာအကြတဲ့အိမ်တော်မျိုးကတော့ နဖတ်မိသားစုဆုံးဆုံးညီညီမင်္ဂလာဖိတ်စာဝေပြီးကြားတဲ့အိမ်အောင်ထက်စာလို့ရှိရင်နောက်သဘောတူနားလည်မှုနဲ့အရင်ဆုံးယူလိုက်ရတဲ့အိမ်အောင်မျိုးဖြစ်တာများတတဲ့သဘောတော့ရှိတယ်ဂယူတွေတော့စိုက်ပေးပါအိမ်အောင်ရဲ့ပသက်ပြီးအဲ့လိုမျိုးတွေတုတ်တဲ့အခါမှာနဖတ်မိဘအဆွေမျိုးညီကိုမောင်နှမတွေရဲ့ကန့်ကွက်စန့်ကျင်မှုတွေတွေနဲ့ရင်ဆိုင်ရတဲ့အရာကိုရှစ်တို့လှုပ်ဆောင်တဲ့အခါမှာပြဿနာအနောက်ရှက်လေးတွေဖြစ်တော့နောက်ဆုံးခိုးရလိုက်ပြီးရတာကျွန်တော်ခုနပြောသလိုနောက်သဘောတူနားလည်မှုနဲ့အရင်ဆုံးလက်ထပ်ထားလိုက်ရတာဒါမျိုးလေးတွေအားစားသွားဖြစ်တယ်လေသတိတွေထားပေးပါ တော့ဒီတစ်ပတ်တော့ကာလမှာတရင်းလာသားသမီးတွေကကောင်းတာလေးတွေစိုးတာလေးတွေကရောနေတယ်ဒါပေမဲ့ကျွန်တော်သဘောအားဆိုရင်ရွေးယူမယ်ဆိုရင်ကောင်းတာလေးတွေဖြစ်တယ်အလောက်ကရန်နဲ့ပတ်သက်ပြီးတော့ပြောင်းလဲခြင်းတွေမှာကောင်းတဲ့ဟာလေးတွေကိုတက်နိုင်တဲ့ရွေးချယ်ပြီးလုပ်ပေးပါဗျာနော်ဆိုတော့ရွှေဝင်တဲ့ကိန်းတွေရှိတယ်ရွှေလေးစုပေးပါဘောတခုနံတွေဝင်တဲ့ကိန်းရှိတယ်တခုတတိထားကြခြင်းနဲ့တရင်းလာသားသမီးတွေဒီကာလမှာတနင်္ဂနွေသားသမီးအင်္ဂါသားသမီးတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်ထွားရောက်ရတတ်တယ်ကိုပတ်သက်တဲ့သူဘယ်သူမှမဆိုအဲ့ဒီနန်းလေးတွေပိုင်တတိထားအထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကအဲ့ဒီနန်းလေးတွေရှိတယ်ဆိုရင်လည်း ကွဲလူလူပြက်လူလူကွဲတာပြက်တာတွေအစားထားဖြစ်တတ်တယ်။အဲ့မှာအဲ့ဒီနဲ့နေရရှိတဲ့ဆိုရင်သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်မနှုပ်ပင်မဖြစ်ရတတ်တယ်။ဂရုစိုက်ပါ။မိဘဆွေမျိုးညီကောင်မတော်တဲ့ကြောင့်စိတ်တော်ကရောက်လာတာသူတို့ရဲ့ကျမ်းမာရေးအញ្ញံတစ်ခုထပြီးကြုံရတာမျိုးတွေအစားဖြစ်တတ်တော့ဂရုစိုက်ပြီးပါလို့ထပ်တယ်လဲလဲထပ်တယ်လဲလဲအကြံပေးခြင်းနဲ့ပါနော်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တနင်္လာသားသမီးတွေအာရုံကြောင့်နဲ့ပတ်သက်တဲ့ယောဂါလေးတွေပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။ခေါင်းမူခေါင်းကအာနောက်တော့ဆုပ်ကန်တာလို့ဖြစ်တာညဘက်အိတ်မပြောတာဓာတ်မှုတွေအစားဖြစ်တယ်ခေါင်းကြီးကမကြည့်ဘူးပြား။ မသိမြန်ကိုတို့ခြားသူတွေများဆုံးပြောရတယ်နဲ့ပြုစားသားသလားဆိုပြီးထင်ရတဲ့ဟာမျိုးတွေဖြစ်လာတယ်เนาะဘယ်သူမှမလုပ်ပါဘူးပြေနော်ကံကြောက်ဖြစ်တာပါကြောက်ဘဲဦးအဲ့ဥတွေမှတော့မစားပါနဲ့เนาะအញ្ញံခိုင်လေးတွေကြောက်ရတယ်သတိထားပေးမတ်လ16ရက်19ရက်20 22ရက်အဲ့ရက်လေးတွေကအမရန်ကံကောင်းတဲ့ရက်တွေဖြစ်တာတွေ့ရတယ်ပြေနော်ဝါသနာပိုင်းထီထုတ်ပြရုပ်ရက်ထီပိုင်းထပ်ပေါက်တတ်တယ်ပြေနော်အဲ့ဟိုဘာသာရေးနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းလေးတွေရန်နာပုံတော့ဖျားပုံတော့တတ်တော့ဒါမျိုးလေးတွေကြွလာရင်ထီထုတ်ပြအောင် ထုတ်လိုက်ပါနော်ထီပေါက်တတ်တဲ့ဂိမ်းလေးဖြစ်တယ် ော်ကဏ္ဍလေးလည်းယူပေးလိုက်မယ်ပေါ့တော့လည်းတယောက်တော့ပါဘောနော်ထိုးမယ်ဆိုရင်၄စား6စုံဆိုတဲ့ကဏ္ဍလေးထိုးပြအောင်ထိုးရနော်အဲ့ဒီဘက်မှာလူတွေပါတယ်ဝင်တတ်တယ်ရွှေတွေပဲပစ္စည်းတွေတန်ဖိုးရှိတဲ့ရွှေတွေလဲလို့ဒါမျိုးတွေညာစားဝင်တတ်တယ်ဝင်အဝင်တော်တယ်ဗျမုံရုံလေးပဲနဲ့ကောင်းသောမင်္ဂလာရှိသောခရီးလေးတွေသွားတတ်တဲ့ဂိမ်းလေးထဲမှာပါတယ်စီးပွားဥစ္စာလေးတွေတိုးတက်တဲ့ကာလလို့ခေါ်တယ်ဗျတို့တော့မတ်လ18ရက်18ရက်21ရက်အဲ့ရက်တွေကတော့အညာအခက်တွေရှိတယ်သတိထားမယ်အိမ်တွင်းပြဿနာလေးတွေဖြစ်တတ်တယ်မိဘတွေကြောင့်စိတ်တော်ဝရောက်တာမျိုးတွေတွေနော်ညီကိုမောင်နှမတွေကြောင့်စိတ်တော်ဝရောက်တာ ဘာမှမလုပ်ဘဲနဲ့အလုပ်ထဲမှာဆိုတော့ကိုယ်ကိုအထင်တော်ပြီးမုန်းတာရှင်းပြရင်လည်းလက်မခံတာဒါမျိုးလေးတွေအစားဖြစ်တတ်တဲ့အတွက်နောက်ဆုံးအဲ့ချိန်မှာအစင်မပြေလို့ဆိုပြီးအလုပ်အထောက်ခံလိုက်ရတာထွက်လိုက်ရတာပြောင်းလိုက်ရတာရွှေ့လိုက်ရတာမျိုးတွေအစားဖြစ်တတ်တဲ့သတိတွေထားပေးပါဗျာနော်အဲ့တော့တနေ့ကတာသမီတွေကဒီကလာမှာကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အဝါရောင်အပြာရောင်အနုအစက်ရောင်အနုအနီရောင်ကြက်သွေးရောင်အဲ့ဒီအရောင်တွေကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းစောင့်တာတွေလုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်လီလီပန်းရွက်လာပန်း ရွှေပန်းတက်စပန်းရောင်စုံတပြေပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝဲတဲ့ဖះမှာဖះပန်းကတ်ရမယ်ဖြစ်ဖြစ်နေအဲ့ကနေမှာအလပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအနှဲငယ်တော့အညာခက်လေးတွေရောနေတာမျိုးတွေတွေ့ရတယ်အညာလေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရအနေနဲ့ဘယ်လိုခြေသင့်လဲဆိုလို့ရှိရင်ဇေရီတော်သူမှာရှိတဲ့မြတ်စွာဘုရားရဲ့ဝမ်းမိုက်တော်ကိုရွှေသင်္ကန်းလေး၁၀ပြား ကတ်လို့ပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတောင်းခြင်းအဖြစ်ဒေသပေါက်အလိုရှိရာလေးတွေပြည့်စုံပြီးရွှေတွေပါတယ်ဝင်ထီတွေပါတယ်ပေါက်တာမျိုးအစားဖြစ်တတ်တယ်လှုပ်ဖြောင်းလှုပ်ပေးပါအရင်အရေးကြီးလို့ပါဗျာနော်ဒါအပြင်အញ្ញံခတ်ဒီပြည့်ကျင်တယ်ဆိုရင်တနင်္ဂနွေနေ့ညနေပိုင်းမှာကိုဝတ်တဲ့အင်ဂျီအဟောင်းတစ်ထည်ကိုအဲရေနဲ့နေတဲ့ဆိုရင်ရေထဲမှာဆွန့်ပြလိုက်ပါလေရေနဲ့မျောချပြလိုက်ရေနဲ့မနေဘူးဆိုရင်လမ်းလေးဝန်းတော့နားမှာသွားဆွန့်ပြပြလိုက်နော်ငါတာနေငါငါမှရှိတယ်မကောင်းတဲ့အញ្ញံခတ်ဒီပါသွားပြီးဆိုပြီးပြောပြီးဆွန့်ပြပြလိုက်ပါဒါဆိုတော့သိချာတယ်ဒီဒီပဒကာလမှာကျုံရတဲ့အញ្ញံလေးတွေကင်းပြီးတော့ ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပူရေးကောင်းလာပါလိမ့်မယ်အဲတနင်္လာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်